နေရွှေသင်းအောင်နဲ့ချစ်ကြိုက်နေတဲ့ဆိုတဲ့သတင်းလေးကိုအခုလိုဝင်ခံလာတဲ့ရှင်ဝင်းနေမို့ မင်းသမီးချော်လီရှိုးရင်လီမိုးကတော့နိုင်ငံကျော်ခရီနီတတိကြီးနေရွှေသေးအောင်နဲ့ချစ်သူတွေဖြစ်နေပြီဆိုတဲ့သတင်းလေးပေါ်မှာသူမကိုယ်တိုင်ဝန်ခံချက်ထုတ်လာခဲ့ပြီဖြစ်ပါတယ်။နိုင်ငံကျော်ထိတဲ့မင်းသားကြီးလီမိုးရဲ့သမီးဖြစ်သူရှိုးရင်လီမိုးဟာဆိုရင်မကြာသေးခင်မှာအိမ်တော်ရေးပြုတ်ခွဲခဲ့ပြီဖြစ်ကြောင်းသိပေးလာခဲ့တာပါ။အသက်ပြည့်ခင်ချိန်မှာချစ်သူကောင်းလေးနဲ့မယမကလက်ထက်သွားခဲ့ပြီးဖခင်ရဲ့မျက်နှာကိုအုံမဲ့တုပ်ခဲ့ပါတယ်။အဲ့ချိန်တော့ကလေပရိသတ်ဝေဖန်မှုတွေညောင်းစွာပြစ်ထန်နေခဲ့တယ်လို့ကလေးတယောက်ရှာပြီး question လိုက်တဲ့ချိန်မှာလေဝေဖန်မှုတွေကရှိနေစေဖြစ်ပါတယ်။ ဒါပေမဲ့တရားဝင်ကရှင်းပြီးတော့တလားမကြာခဲ့တဲ့အချိန်မှာတင်မြန်မာနိုင်ငံရဲ့နမဲကျော်ခရိုနီတထေကြီးနေရွှေသေးအောင်နဲ့လက်ထတော့မေဆိုပြီးတော့သတင်းတွေထွက်ပေါ်လာခဲ့တာပါဒီသတင်းတွေကတိကျတဲ့ရုပ်ကပ်ကပြောလာခဲ့တာဖြစ်ပြီးတော့ကိုရိန်မျိုးစိနဲ့မြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ် နေရှိတဲ့အောင်နဲ့ယူရီလီမိုတို့စီကာပူနိုင်ငံမှာရှော့ပြီးတော့လဲပတ်နေကြတဲ့ပုံရိပ်တွေကိုမြန်မာပြည်သက်တွေကသိရှိကြတာပါကိုရိုင်းမြင်တွေ့လာတာဖြစ်တဲ့အတွက်သတင်းမှန်ကန်ကြောင်းပြောတဲ့သူတွေကလည်းပြောလာခဲ့ပါပြီဒါကြောင့်သူတို့နှစ်ယောက်ကအရှင်တွေကခုပြီးတော့ပတ်သက်နေတာဖြစ်ပြီးဒီကိစ္စကြောင့်ပဲခင်မုန်းဖြစ်သူကိုထက်ဦးလိုက်နဲ့ကြွားရှိခဲ့ရတာဖြစ်ကြောင်းလည်းသတင်းတွေပြန့်နေခဲ့ကြတာဖြစ်ပါပြီဒါတွေမှာကမကြခင်မှာပဲနှစ်ယောက်သားကဒုတိယအိမ်အောင်တီထောင်ပြီးတော့လက်ထက်ကြတော့မယ်ဆိုတဲ့သတင်းတွေကလည်းပြန့်နေနေခဲ့ပါသေးတယ်ဒီကိစ္စပေါ်မှာဝေဖန်မှုတွေလည်းရှိနေသလိုမျိုးစုံသတင်းတွေပြန့်နေပြီးတော့တနင်္ဂနွေကပေါ်လို့ရှိုက်နေကြပါပြီလို့ မကူမဂိမ်းဆိုင်ဖို့လို့တုတ်ပြန်လာခဲ့တာကတော့ကဲကဲရှည်ဖြစ်တဲ့ရွေးဝေလင်မိုးပဲဖြစ်ပါတယ်သူမတို့ရင်တီကြတဲ့တပ်ပုံတွေထွက်ရှိလာတာမဟုတ်ဘဲနဲ့မျက်စိနဲ့မြင်နေဆိုပြီးတော့သတင်းတွေဖြန့်နေတာကြောင့်ဒါတွေကိုတုတ်ပြန်စရာမလိုဘူးလို့သဘောထားခဲ့တာပါ။သူမဘာသာဘဝကိုစိတ်ကြိုက်နေတိုင်းမှာဖြစ်ပြီးပထမအိမ်တော်နဲ့ကွဲကွဲနောက်အိမ်တော်မဲ့ပြပြပြိသက်ဝေဖန်မှုတွေကိုဂယူးဆိုင်နေမှာတော့မဟုတ်ပါဘူး။ဒါကြောင့်လက်ရှိမှာဆိုရင်ခရိုနီတထေကြီး နေရွှေတရောင်နဲ့ချစ်သူဖြစ်ပြီးတော့ဒုတိယအိမ်တော်ပြုတော်မယ်ဆိုတဲ့သတင်းတွေခက်ချစ်ချေပုံစံနဲ့လစ်လျူရှူလာခဲ့ပါပြီ။ပုံမှန်အဖြစ်ဆိုရင်တော့သူမရဲ့နေထိုင်မှုပုံစံလေးတွေကိုတင်ပေးနေကြဖြစ်တဲ့ဆိုရှယ်မီဒီယာအကောင့်ကနေခုချိန်မှာတော့တနေ့တနေ့မိတ်ကက်လိန်နေတဲ့ဗီဒီယိုတွေကိုပဲတင်ပေးလာခဲ့တာပါ။ ဝေဖန်တဲ့နေကသူမရဲ့လှပမှာလောက်ထိဂျူးဆိုက်စရာအကြောင်းရင်းမရှိကြကြောင်းပို့ပြီးတော့လှပစီဖို့မိကဲဖဲလင်းနေမယ်ဆိုတဲ့ထားနဲ့တနေ့ကမိကဲလင်းနေတဲ့ဘီယိုပေါင်း၁၀ဘောလောက်ကိုတင်ပေးခဲ့တာဖြစ်ပါတယ်။တနိုင်ငံလုံးကတော့သူမနဲ့ခရင်တဲ့ကြီးနေရွှေသေးအောင်တို့ကအမှန်တကယ်ပဲလက်ထက်တော်မှာလားဒုတိယအိမ်အောင်တီထောင်တော့မှာလားဒီတည်င်းနေကအမှန်မေးလားဆိုတာကိုသိချင်နေကြပါတယ်။ social media နဲ့တရင်ပေါင်းစုံပါလေသူတို့အကြောင်းတွေပဲဖြစ်ပြီးတော့လူစိတ်ဝင်စားမှုမြင့်တက်နေပြီ။ကာယကရှင်ဖြစ်တဲ့ရွေးဝင်နေမိုးကတော့အဖက်တောင်မှမလုပ်ခဲ့ပါဘူး။အရင်အောင်ပြုခဲ့တုန်းကလေသူမစိတ်တိုင်းချလို့ချက်နာလုပ်သွားခဲ့တဲ့ပြင်အိမ်အောင် ေးကွာရှင်းတဲ့ကိစ္စမှာလည်းဘသူကမှကြိုးစားမနေကြတာဖြစ်ပါတယ်။ဒါကြောင့်အခုသူမဘာသာတတိကြီးနဲ့ပဲနောက်ရင်နောက်ပြုတ်ပြီးတော့ဘာပဲလုပ်လို့ပြိသက်တွေကိုလည်းကြိုးစားနေစရာမလိုသလိုဝေဖန်တဲ့နေကိုလည်းဖြည့်ရှင်းစရာမလိုကြောင်းအခုလိုပုံစံနဲ့တုတ်ပြန်လာကြတာဖြစ်ပါတယ်။ခရိုနီတတိကြီးနေရှိသိန်းအောင်နဲ့ဒုတိယအိမ်အောင်ပြူပြီးလက်ထပ်တော်မယ်ဆိုတဲ့သတင်းတွေပေါ်မှာဖတ်မလို့တလို့တုတ်ပြန်လာခဲ့တဲ့ယူဝင်လီမိုးရဲ့ပြုမှုလေးပေါ်မှာပြိသက်ကြီးတို့ရောဘယ်လိုမျိုးထင်မိကြပါသလဲရှင်ပြိသက်ကြီးတို့ရဲ့ထင်မြင်စားချက်လေးရှင်လေးကွန်မန့်လေးထဲမှာရေးသွားပေးခဲ့ပါအောင်နော် နောက်လာမယ့်အစီအစဉ်လေးမှာလည်းပရိသတ်ကျိုင်းနဲ့တက်လာမယ်ဆယ်လီနေနုပညာရှင်ရဲ့ဒီနေ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and follow လုပ်ပြီးတော့ subscribe ပေးဖို့မေးပါနဲ့အောင်ရှင်အားပေးနှဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်